။ဘက်အတွင်းဘောလုံးလောကမှာလှုပ်ခတ်နေတဲ့အပြောင်းရှေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ဘုံမောက်တင်ဟာဖြက်စည်းတဲ့လူငယ်နောက်ခံလူနာတန်အကီကိုတေးတိုးမြင့်ကမ်းလှမ်းမှုစီစဉ်နေကြောင်းသိရပါတယ်။ဘုံမောက်တင်ဟာအတင်းကိုပြီးခဲ့တဲ့ရာသီကအခားလာရောက်ကစားခဲ့တဲ့နာတန်အကီကိုခေါ်ယူဖို့ပေါင်၁၈တန်းနဲ့ကမ်းလှမ်းခဲ့ပေမဲ့ဖြက်စည်းတင်းကငင်းပယ်ခဲ့ပါတယ်။ဒါကြောင့်ပေါင်၃၀အထက်ပြောင်းရွှေ့ဒီတရက်နဲ့ထပ်မံကမ်းလှမ်းမှုစီစဉ်နေကြောင်းသိရပါတယ်။နာတန်အကီဟာပြီးခဲ့တဲ့ရာသီက ဘိုးမောက်အသင်းမှာပြိုင်ပွဲစုံ12ပွဲကစားခဲ့ပြီး3ဂိုးသွင်းယူခဲ့ပါတယ်။မန်ယူအသင်းဟာစီးရီးယားကလပ်ရိုမာအသင်းရဲ့ကွင်းနယ်လူနိုင်ဂိုလန်ကိုခေါ်ယူဖို့အတွက်ဆက်သွယ်နေကြောင်းသိရပါတယ်။အသက်29နှစ်အရွယ်ဘယ်လ်ဂျီယံလက်ရွေးစင်ကွင်းနယ်လူနိုင်ဂိုလန်ကိုချက်စီးအသင်းကပြစ်မှတ်ထားနေတဲ့ကစားသမားတူလည်းဖြစ်ပြီးမန်ယူအသင်းကပါကဲလန်းမှုစီစဉ်လာတာဖြစ်ပါတယ်။နိုင်ဂိုလန်ဟာ2013ခုနှစ်ကစပြီးရိုမာအသင်းမှာကစားခဲ့သူဖြစ်ကား ုစုပေါင်းပွဲ160ကစားခဲ့ပြီး28ဂိုးသွင်းယူထားသူဖြစ်ပါတယ်။ဘယ်လ်ဂျီယံလည်းရွေးစရီအသင်းအတွက်28ပွဲကစားထားပြီး6ဂိုးသွင်းယူထားပါတယ်။အာဆင်နယ်အသင်းရဲ့အာဂျင်တီးနားဂိုးသမားအီမီလီယာနိုမာတီနက်စ်ကိုခေါ်ယူဖို့စပိန်ကလပ်ဗလန်စီယာအသင်းကပြတ်မှတ်ထားနေကြောင်းသိရပါတယ်။မာတီနက်စ်ဟာအာဆင်နယ်အသင်းမှာပုံမှန်နေရာမရဘဲအောက်စ်ဖို့ယူနိုက်တက်ရှက်ဖီဝင်းစ်ဒေးရော့တန်ဟမ်ဘူးအစရှိတဲ့အသင်းတွေမှာအငားတွားရောက်ကစားရသူဖြစ်ပါတယ် မာတီနက်ဟာပြီးခဲ့တဲ့6နှစ်အတွင်းပြိုင်ပွဲသုံးသက်သုံးပွဲသာတရားရဖြစ်ပါတယ်။ဆွမ်စီတင်နီကြဖော့ကလီမန်ဟာဘိုင်ယန်မြူးနစ်အသင်းနဲ့လမ်းဆွဲခဲ့တဲ့ဂျာမန်နောက်ခံလူဘတ်စတူဘာကိုခေါ်ယူဖို့စီစဉ်နေပါတယ်။ဘတ်စတူဘာဟာဘိုင်ယန်မြူးနစ်အသင်းမှာလူငယ်ကစားသမားဘဝကစတင်ခဲ့ပြီး15နှစ်ကြာကစားခဲ့ပြီဖြစ်ပါတယ်။ Real Madrid အသင်းရဲ့လူငယ်တိုက်စစ်မှု Mariano ဟာ Lyon အသင်းကိုပြောင်းရွှေ့မှုပြီးစက်နေပြီဖြစ်ပါတယ်။ အသက်23နှစ်ရှိပြီဖြစ်တဲ့မာရီယန်နိုဟာပြီးခဲ့တဲ့ရာသီကရီယဲအသင်းအတွက်ဆက်လေးပွဲကစားခဲ့ပြီး၅ဂိုးသွင်းခဲ့ပါတယ်။ရီယဲအသင်းမှာပုံမှန်ကစားပွဲပျောက်ဆုံးနေတဲ့အတွက်နီးပြဇီဒန်းကလည်းဖွက်ခွေပြထားပါတယ်။လိုင်ယွန်အသင်းအနေနဲ့မာရီယန်နိုကိုခေါ်ယူဖို့ပေါင်၁၀တန်းခန့်ပြင်ချီရမှာဖြစ်ပါတယ်။တူရကီကလပ်ပီနာဘာဂျီအသင်းဟာဘာစီလိုနာအသင်းကဘရာဇီးနောက်ခံလူဒေါက်ကလပ်ကိုခေါ်ယူဖို့အတွက်ကြိုးပမ်းနေကြောင်းသိရပါတယ်။ 2014ခုနှစ်ကဆော်ပေါ်လိုအသင်းကနေဘာစီလိုနာအသင်းကိုကြောက်ချခဲ့ပြီးလက်ရှိအချိန်ထိပုံမှန်ကစားွယ်မရသေးပဲနှစ်နှစ်အတွင်းရှစ်ပွဲသာကစားရပါတယ်။ဒေါက်ဂလဟာပြီးခဲ့တဲ့ရာသီက Sporting GQ အသင်းကိုအမှားနဲ့သွားရောက်ကစားရသည်တည်းဖြစ်ပါတယ်။ဆွမ်းစည်းအသင်းဟာလီဗာပူးအသင်းမှာပုံမှန်နေရာမရဖြစ်နေတဲ့စပိန်ဘယ်နောက်ခံလူမော်ရီနိုကိုခေါ်ယူဖို့တိုးပန်းနေကြောင်းသိရပါတယ်။ဆွမ်းစည်းအသင်းကမော်ရီနိုကိုပေါင်၁၂သန်းနဲ့ကမ်းလှမ်းဖို့စီစဉ်နေပေမဲ့ 你把屋顶啊都装放三瓦单的六十年长，对呀吧的。